တောင်ပြည်နောင်ချုံမြို့နယ်မိုးကုံးမြို့နယ်ကကျေးရွာတွေကိုစစ်ကောင်စီတပ်ကပြီးခဲ့တဲ့မေလ၂ရက်နေ့၃ရက်နေ့နဲ့၄ရက်နေ့တို့မှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်စစ်ကောင်စီတပ်အနေနဲ့မေလ၂ရက်နေ့ကနောင်ချုံမြို့နယ်လုံးဝဲကျေးရွာကိုလေကြောင်းကနေပေါင်၃00ဘုံတဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မေလ၃ရက်နေ့မှာနောင်ချုံမြို့နယ်ဝါဘုံကျေးရွာကိုဂျက်ဖိုင်တာနဲ့ဘုံတလုံးတဲချတိုက်ခိုက်ခဲ့တယ်လို့ မိုးကုတ်မြို့ကအုပ်ပြေရက်ကွက်ကိုပေါင်150ဘုံနှလုံးလာရောက်တဲချတိုက်ခိုက်ခဲ့တာပါမနေ့မေလ၄ရက်နေ့မှာတော့နောင်ချုံမြို့နယ်ကရက်ကွက်ခွန်နဲ့30ကျေးရွာတို့ကိုဘုံတလုံးစီလာရောက်တဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတရဲ့3ရက်ဆက်တိုက်လေချောင်းတိုက်ခိုက်မှုအတွင်းမှာအရတားတူဦးတေဆုံးပြီး3ဦးထပ်မင်းထိခိုက်တရာရရှိခဲ့တယ်လို့အရတားလူထုနေအိမ်22ထိခိုက်ပျက်စီးခဲ့ပါတယ် စစ်ကောင်စီတရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအရတားလူထုနေအိမ်တွေအပြင်တာတနိကအဆောက်အအုံနဲ့ခြာတင်ကြောင်းတချို့ပါတိုက်ခိုက်ပျက်စီးတာရှိခဲ့ပါတယ်စစ်ကောင်စီတပ်ဟာမိမိတို့ကုမင်းတွဲဆောင်ပွဲမတိုင်ခင်နဲ့တွဲဆောင်နေစဉ်အတွင်းမှာပဲတောင်ပြည်အတွင်းကမြို့နယ်တချို့ကိုစစ်အင်အားဖြည့်တင်းပြီးထိုးစစ်ဆင်နာတွေပြုလုပ်နေကြလို့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်းလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေပါတယ် ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့အယတားလူထုအပေါ်ရည်ရွယ်ချက်ရှိရှိဥတီတိုက်ခိုက်တာတွေရှောင်ရှားနိုင်ဖို့စစ်ရေးတတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းအနေရကနေလုတ်ကင်းစေဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနေလန်းတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းတိုက်တွန်းလို့ဆိုအပ်ပါတယ်ရှင်ကျမလေဘောစမင်းပါ